လူတွေလိုက်နိုင်ရမယ်အကျင့်တရား7ပါးလူဖြစ်လာပြီဆိုလို့ရှင်လူသားတရားတွေဟာသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဝါသားမရမပြတ်မရဘူးကိုင်းကန်အကျိုးစီးပွားသူများတွေပြတ်တော့အောင်လိန်ပြီးတော့မပြောရဘူးတစ်ဖက်သားတဦးနဲ့တူမိတ်ဆွေတွေ ကွဲပြဲတော့အောင်မပြောရဘူးလူတယောက်ကို ချမ်းတမ်းရိုင်းပြစွာမဆဲရဘူးကုခေစုဆဲရတယ်တော်များတယ်နော်ဆဲရတယ်တော်များတယ်မဆဲရဘူးအကျိုးမရှိတဲ့ဇကားတွေနဲ့အချိန်မဖြုံးရဘူးအကျိုးရှိတဲ့ဇကားတွေအချိန်ပြောရမယ်သူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့လောဘမရှိကြရဘူး တဖက်သားကိုပျက်စီးလေပျက်စီးစေလိုတဲ့မုံတီးတဲ့ဒေါသမရှိသေးရဘူးကံကံဤကျိုးကိုညင်းပယ်တဲ့ကောင်းတာလို့ရင် ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင် မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားရဲ့အကျိုးရှိတယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အမြင်ရှိဖို့တော့တယ်အလုံးပေါင်းလိုက်ဆယ်ချက်ခေါ်တယ် ဒါကကုသလကမ္မပဋ္ဌာတရား၁၀ပါးလို့ပြောတာနော်အဲ့ဒါအရေးကြီးတယ်လူဖြစ်လာပြီဆိုရင် ကုသကမ္မပဋ္ဌာတရား၁၀ပါး ਨੇ လိုက်တာဓမ္မဆိုဓမ္မဟဝေရခတိဓမ္မစာရိကောင်းတဲ့လူတယောက်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်ဒီဓမ္မတွေကအကျိုးပြုသွားမှာစားတဲ့အစာအာဟာရတွေလူကျမ်းမဖို့အတွက်အကျိုးပြုသလိုပဲ ကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်ပေါ်တဲ့တရားတွေဆိုပါစို့သူများတဲ့မတတ်ဘူးရှောင်းနေနော်သူများဥစ္စာမခိုးဘူးရှောင်းနေသူတော်ဘာသားမယံမပြင်းမာဘူးရှောင်းနေအဲ့ဒီရှောင်းကျင်မှုကုသတရားတွေဟာကိုယ်ဟာအလားတူကိုယ်အတမဲ့လူမရှိဘူးနော်ကိုယ်တို့ကိုယ်ပစ္စည်းကိုမတရားလာယူတဲ့လူမရှိဘူး ဂုံတိတ်ခါကြာဆင်းတဲ့အလုပ်တွေကိုယ်မှမဖြစ်ဘူးဆို။ဩဒီလိုအကျိုးတွေဖြစ်လာတယ်။နှုတ်နဲ့ပတ်သက်တဲ့လိမ်ပြောခြင်း၊ဂုံတိုက်ခြင်း၊ဆေးရည်တိုင်ထွာခြင်း၊မမှန်မကန်တွေဟိုအကျိုးမဲ့တဲ့စကားတွေကိုပြောဆိုခြင်းတွေမရှောင်ရှောင်ရှားမယ်ဆိုရင်လူတယောက်ဟာမနာပဲပြောတယ်။တဦးနဲ့တဦးညီညွတ်အောင်ပဲပြောတယ်။ရှင်ကျေးလိမ်မာစွာသာ ပြောတယ်။ အကျိုးမဲ့တဲ့စကားလေးကိုမပြောဘူးဆိုလို့ရှိရင်ဘဝမှာနာမချမ်းသာတဲ့အလုပ်တွေကိုယ်မှတစ်ခုမှဖြစ်ဘူးအေးသူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့လောဘမဖြစ်ဘူးဆိုလူကုန်တိတ်ခါတက်တပည့်သားပြည့်လူပစ္စည်းလှုပ်တာမျိုးချင်းထဲတာကစကြောက်တော့နာအထိနော်ခုခေတ်ကချင်းရောကြောက်ရောနှစ်ခုစလုံးရှိတယ်ပေါ့ ကျင်းနဲ့ထဲနဲ့ခြောက်ထဲနဲ့ခြာအဲ့ဒါမျိုးတွေမရှိဘူးဆိုလို့ရှိရင်ဒုက္ခဒိက္ခပြေသွားတယ်နောက်ဆုံးကတော့ကိုကောင်းတာလို့ရင်ကောင်းတဲ့အကျိုးမကောင်းတာလို့ရင်မကောင်းတဲ့အကျိုးဆိုလိုတာကကိုယ်စိတ်ထဲမှာကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီပုံရိပ်ကပဲကိုယ်ပုံဖော်မှာပဲဖြစ်တယ်မကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီမကောင်းတဲ့ပုံရိပ်ကကိုယ့်ကိုပုံဖော်မှာပဲဖြစ် CCTV ထဲမှာကိုပါလုတ်တယ်လေအဲ့ပုံရဲကပေါ်တာပဲလေအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာရင်ကောင်းတဲ့အတွေးတွေဆိုရင်ကောင်းတဲ့ပုံရိပ်တွေပေါ်မယ်မကောင်းတဲ့စိတ်နေသဘောထားတွေဆိုရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေမှာပေါ်နေရင်ဒီကောင်းမကောင်းဟာကိုယ်နဲ့မပတ်သက်ဘူးမဟုတ်ဘူးတနေ့ကျတော့ဒီပုံရိပ်တွေကပေါ်လာမှာပဲဖြစ်တယ်ကောဒါကြောင့်မို့ ကောင်းတာလုံးမှကောင်းရိပ်ပေါ်မယ်မကောင်းတာလို့ရင်မကောင်းတဲ့ပုံရိပ်တွေပေါ်လိမ့်မယ်ဆိုတဲ့သိမြင်တဲ့အသိပညာကိုတမဋိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကတာတမဋိဋ္ဌိကံသာလင်ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတာကိုလက်ခံအဲ့ဒီ၁၀မျိုးကိုဓမ္မကုသလကမ္မပဋ္ဌာန်းတရား၁၀ပါးဓမ္မလို့ခေါ်တယ်အဲ့ဒါရဲ့စัจ ጀ မဲ့ကိုအဓမ္မလို့ခေါ်တယ် အဲ့တော့လောကမှာလူဖြစ်လာလို့ရှင်ဓမ္မအတိုင်းသွားဖို့လိုအပ်တယ်ဒီဆက်ချက်ကိုလိုက်တာဖို့လိုအပ်တယ်အာဓမ္မလုတ်ပြီးဆိုလို့ရှင်ကိုယ့်ရဲ့ဘဝဟာဆိုးကျိုးတွေနဲ့လာနိုင်တယ်ပေါ့နောက်ဆုံးဆယ်နှစ်ဘက်အချက်ကြတော့ဘာတော့ဆိုရင်တည်တည်ချာမဲ့နိုင်ကောင်းရသူဒီဘုံလူတွေမှာဆုတောင်းကြတယ်မဟုတ်လားဘဝကူးကောင်းပါစေနဲ့ဆုတောင်းကြ ဘဝကူကောင်းမစေဆိုဘာစုတောင်းတာတော့စေလူဘဝပြန်ရောက်ရင်လည်းဘဝကူကောင်းတယ်လို့ခေါ်မယ်။နတ်ဖြစ်တယ်ဆိုရင်လည်းဘဝကူကောင်းတယ်လို့ဆိုရမှာနော်။အဲဒီလိုဒီဘဝအဆုံးသတ်သွားလို့ရှိရင်လည်းနောက်ဆုံးမြှော်လင့်ချက်ကတော့ဘာလို့ဆိုဘဝကူကောင်းမစေပဲ။ဆုတောင်းပေးကြ။အဲဒီဘဝကူကောင်းခြင်းနောက်ဆုံးမှလူတွေရဲ့နောက်ဆုံးမြှော်လင့်ချက်ကဒါပဲလေ။ တေသည်ချမ်းမဲနဲ့ကောင်းရပုံရောက်ပါစေပေါ့ရောက်ဖို့အတွက်ဒါလူတွေလိုအပ်တဲ့ချက်ပဲဟောလားလူတိုင်းလူတိုင်းဟာဒီ10မျိုးလိုချင်နေကြတယ်အဲ့ဒီ10မျိုးဟာဆူတောင်းရုံတန်းတန်းနဲ့ရနိုင်လားဆိုမရနိုင်ဘူး